ပရိသတ်များရှင်တိုတိုရဲ့ crown လို့ဆိုလိုက်တာနဲ့မြန်မာတွေရဲ့ရှင်ထဲမှာတော့ဂျပန်ကလာတဲ့ Mercedes ကိုပြင်းပြင်းမိကြမယ်လို့ထင်ပါတယ်1955ခုနှစ်ကလေးကစတင်ထုတ်လုပ်ခဲ့တဲ့ဒီမော်တွေကအခုဆိုရင်တော့တက်တန်းအနေနဲ့နှစ်ပေါင်း60တိုင်ရှိခဲ့ပါပြီစတင်ထုတ်လုပ်စဉ်ကတော့ Missile Luxury Model အနေနဲ့အသုံးပြုဖို့အတွက်ရည်ရွယ်ထုတ်လုပ်ခဲ့ပြီးမယ်1995ရဲ့နောက်ပိုင်းမှာတော့စထုတ်တဲ့ကားထက်ပိုပြီးကောင်းစီရတာတတောက်တတပိုရှိအောင်လို့ Luxury ကားမျိုးဖြစ်အောင်ပြောင်းလဲလိုက်ပါတယ် တချို့ကားတွေကစားထုတ်တဲ့အချိန်ကနာမည်တစ်ခုနဲ့ထုတ်ပြီးတော့နောက်ပိုင်းမှနာမည်ပြောင်းသွားတတ်ကြပါမိမယ်။ Crown ကတော့စားထုတ်ကလေးကဒီနာမည်နဲ့ပဲထုတ်ပြီးတော့နောက်ပိုင်းမှနာမည်ပြောင်းတာလုံးဝမရှိခဲ့ပါဘူး။နောက်ထပ်ထူးခြားတဲ့အချက်ကတော့ Toyota မှာမျိုးဆက်တစ်ခုနာမည်တစ်လုံးနဲ့ကမ္ဘာအနှံ့ဖြန့်ချီတာဆိုလို့ဒီ Crown လေးပဲရှိပါတော့တယ်။1955မှာတော့ Toyota Master ဆိုတဲ့ concept car ကိုထုတ်ပြခဲ့ပါတယ်။ထုတ်ပြပြီးလေလအကြာမှာတော့ design နည်းနည်းပဲပြောင်းပြီးတော့ထုတ်ခဲ့ပါတယ်။ အခုပြည်ရမှာတော့မြမကြိုက်ကားတွေကကားတစ်စီးဖြစ်တဲ့ Toyota Crown ရဲ့မျိုးဆက်တွေအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ generation S30 1955 1962 1.5 liter RI4 engine တက်ဆင်ထားတဲ့ Crown ကိုဈေးကွက်တင်ရောက်ခဲ့ပေမဲ့လည်းဒီထိန်ကတော့ဝယ်စီးတဲ့သူကတိတ်ပြီးတော့မများလာသေးပါဘူး နောက်ထပ်၅လအကြာမှာတော့1.8လီတာ 3RI4 engine တန် Crown မျိုးစားကိုတော့တက်စီအနေနဲ့ထုတ်လုပ်ရောင်းချရဲစတင်ပြီးတော့လူကြိုက်များလာပါတယ်။စထုတ်တဲ့ကားထဲပို့ပြီးတော့ထူးထူးခြားခြားဖြစ်အောင်လို့ suspension ပြောင်းလဲလိုက်တဲ့အတွက်ပုံမူညင်ညောင်းမှုရှိလာလို့လည်းလူကြိုက်များလာခဲ့ရပါတယ်။စထုတ်တဲ့မျိုးဆက်ခေါ် Toro Back Crown ကို Photo Sedan Photo Station Wagon နဲ့ Tutor Station Wagon ဆိုပြီးတော့ခွဲခြားထုတ်ပေးမယ်။စီတဲ့အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။ second generation SFD 1960-1969လက်ရှိအချိန်မှာတော့ဒီ second generation crown တွေကို classic ကားဖြစ်နေတက်မှတ်ပြီးတော့အမြတ်တနိုးသိမ်းဆဲနေကြပါပြီ။ဒီ SFD မျိုးဆက်မှာတော့ကားဆိုင်ကတော်တော်လေးကိုကြီးလာပြီးတော့ပို့ပြီးတော့လည်းညီညာမှုရှိလာပါတယ်။ဒီတန်း station wagon cruise ဆိုပြီးတော့ပုံစံ3မျိုးနဲ့ထုတ်ခဲ့ပြီးတော့1.8 liter 3RI4 engine နဲ့2.0 liter MI စစ်တို့ကိုစိတ်တိုင်းကျတပ်ဆင်ခွင့်ပြုထားသလို ဒီလန်နဲ့စူပါဒီလန်ဆိုပြီးတော့မော်ရယ်ကွဲဂရိတ်ကွဲတွေနဲ့စတင်ရောင်းချတာပါ။ကီယာအနေနဲ့မန်နူရဲ့၃ချက်အပြင်မှာအော်တို၂ချက်ပါရွေးချယ်လို့ရပါသေးတယ်။1964မှာတော့ Crown 8လို့ခေါ်တဲ့ V8 engine တဲ့စီးတဲ့အမျိုးအစားကိုအရေးအတွက်ကန့်သတ်ပြီးတော့ထုတ်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကအရန်ကိုကြီးမားတဲ့ engine ဖြစ်နေအမိုးတင်ခန့်ခဲ့ရတယ်။2.6လီတာ VV8 engine ကတော့လက်ရှိမှာ Crown Metal Star ရဲ့ဘိုးရည်ကြီးလိုတော့မှတက်မှတ်နိုင်ပါတယ်။ Third Generation S50 1969-1980ဒီမျိုးဆက်မှာတော့ရှင်မျိုးဆက်နဲ့ကွာရှာတာကရုပ်ထွက်အနေငယ်သာရှိပါတယ်။ထူးခြားမှုအနေနဲ့ကတော့အရွယ်အစားတီးမားတဲ့2.0လီတာနဲ့2.3လီတာအင်ဂျင်တွေကိုသာတပ်ဆင်ထားတဲ့အတွက်အင်ဂျင်ပါဝါအသေးလိုအပ်သူတွေအတွက် Midsize luxury မျိုးဆက်မှာမတူအမျိုးအစားကိုထပ်ပေါင်းပြီးတော့ Crown ကိုတော့ Full size luxury series ဖြစ်ဖို့အတွက်ဆွဲတင်ထားခဲ့ပါတယ်။ overdrive ဆိုတဲ့စနစ်ကိုတက်ဆင်ထားခဲ့တယ်လို့ transmission ဘက်မှာလည်း3 4 speed menu ရဲ့2 3 speed auto ဆိုပြီးတော့ရွေးတဲ့ဇာတ်ရီကလည်းများလာပါတယ်။ super slow ဆိုတဲ့ grade တစ်မျိုးလည်းရောင်းချခဲ့တယ်လို့အတွင်းကပစ္စည်းအလုံးနီးပါးလေတာနဲ့တက်ဆင်ထုတ်လုပ်ပေးတဲ့ grade လည်းဖြစ်ပါတယ်။ fourth generation s60 in 70 1970 1984 ဒီမျိုးဆက်မှာတော့ Super Slow Moderate တဲ့က D-Lan နဲ့ Super D-Lan Grade တွေအပြင်မှာ Super Limon Sin ဆိုတဲ့စင်ခံကတစ်မျိုးပါစတင်ပြီးတော့ထုတ်လုပ်ပါတယ်။ engine power အနည်းနဲ့ကတော့ရခဲ2.0 liter 2.3 liter တွေအပြင်မှာ2.6 liter 4MIC engine ထိပါတက်ဆင်ပြီးတော့ထုတ်လုပ်လာတာကိုတွေ့ရပါတယ်။ hot top crew လို့ခေါ်တဲ့တကားနှစ်ပုဒ်ကိုပွဲထုတ်လာပြီးတော့ inline 6 cylinder အမျိုးအစား2.0 liter MIC ကို Chassis MS70 2.6 liter 4mi စစ်ကို MS75 ဆိုပြီးတော့ခွဲထုတ်ပေးပေမဲ့ရုပ်ကတော့အတူတူပဲဖြစ်ပါတယ်။ Rectangular Halogen Light လို့ခေါ်တဲ့မီးကွက်၄တောင်းနဲ့တက်ဆင်ထုတ်လုပ်တဲ့အမျိုးအစားလည်းထွက်ပါတယ်။ဒါကရှင်းမော်ဒယ်လေးမှာမီးကွက်အဝိုင်းသာပါပါတယ်။ Fit Generation SHD 90A 100 1984 1989 ပရိုဂျက်များရှိစီတန်နဲ့ welcome model တွေကို S80 Taxi 2.0နဲ့ Photo Hot Q တွေကိုတော့ S90 ကပေးခဲ့ပေးမယ်။ဂျပန်ပြည်ရင်းသုံး Crown model အားလုံးကတော့ S100 ဆိုတဲ့ Taxi သားရှိနေပါတယ်။ TTCC လို့ခေါ်တဲ့ Catalytic Converter စနစ်ကိုတက်ဆင်ပေးခဲ့ပါသေးတယ်။ engine အနေနဲ့ကတော့အရင် model တွေအတိုင်းသာရှိပေမဲ့ grade ခွဲလေးမျိုးဖြစ်လာပါတယ်။တန်တန် Dile, Super Slow နဲ့ Ryan Slow တို့ဖြစ်ပြီးတော့ Ryan Sloan ကတော့အမြင့်ဆုံး grade engine power 2.6 liter အပြင်မှာတခြား grade တွေထက်ကားရှည်နဲ့အကျယ်အပိုပါတယ်။ Sixth generation S1010 1989-1983ပြည်သူများရှင်ဒေါက်ဆာဆန်ရုပ်ကိုစေကဲပြောင်းလဲလာတဲ့ခရောင်းကတော့ဒီမျိုးဆက်မှာတိကျတဲ့ဒေါင်းဖောင်းလိုင်းတွေနဲ့လက်စရီကအမျိုးအစားတွေကိုတိတိပပဝင်ရောက်သွားပါပြီ။ရှင်မီလုံက၄000မီတီတစ်လုံးနဲ့ဖြစ်လာသလို Turbo Engine Jet Model တွေပါဈေးကွက်ဝင်လာခဲ့ပါတယ်။ ဂျပန်အစိုးရရဲ့မူဝါဒအရအင်ဂျင်ပါဝါအကြီးစားတွေထုတ်ဖို့မဖြစ်နိုင်တာကြောင့်မူလအင်ဂျင်ပါဝါကိုပဲထပ်တိုးထုတ်ပေမဲ့တာဘိုအင်ဂျင်တွေတက်စင်လာတာပါဒီမော်ဒယ်မှာတော့ Lesri ဆိုတဲ့အတိုင်း Samro Electronic Compass Driver Power Seat Cruise Control Studio Tuner Auto Climate Control Fresh Rear Seat Aircon အစရှိသဖြင့်မြောင်များစွာတဲ့ Optionary ကိုရွေးချယ်ခွင့်ပေးထားပါတယ် 7th Generation S120 1983-1989မြမပြင်းနဲ့များစွာမစိမ့်တဲ့ဒီမျိုးဆက်မှာတော့ base version super slow မှာ2.0 liter 1D GEI စစ်ကိုတုံးဆက်ပေးထားပါတယ်။အဓိကဒီဇယ်အင်ဂျင်ခေတ်စားနေတဲ့ဖြစ်တဲ့အတွက်2.4 liter 2 liter i4 ဒီဇယ်အင်ဂျင်တက် crown နဲ့အများပြားရောင်းချခဲ့ရသလိုအင်ဂျင်ပိုင်းမှာများစွာအပြောင်းလဲရှိခဲ့ပါတယ်။ TPIS လို့ခေါ်တဲ့ intake snit တွေတက်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic Suspension စနစ်တွေပြင်မှာ ETC Transmission တွေပါပါဝင်လာတဲ့ model မို့လို့တခိတခါကမြန်မာပြည်မှာအရန်ခက်ခက်ခဲခဲပြုပြင်ထိန်းသိမ်းခဲ့ရတယ်လို့ကြားပူပါတယ်။ဒါပြင်မှာ cassette player နဲ့ CD player တို့အတူတွဲပြီးတော့ပါဝင်လာသလိုတခြားသောစိန်ခမ်းပစ္စည်းပေါင်းများစွာကလည်းဖြည့်စွက်ပါဝင်ပါသေးတယ်။ Tama Crown model မှာတော့ Super Slitted model grade ကတင့်တော်သလို Highless Re series မှာတော့ Riot Sloan ကအမြင့်ဆုံးစိန်ခမ်းကအမျိုးအစားဖြစ်နေထပ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ 8 generation S130 1989-1990ပြည်သူများရှင်ဒီမျိုးစက်မှာဆိုရင်တော့ထူထောင်မှုအထွေထူတော့မရှိလာပါဘူး4.0 liter 1 user FEV8 engine တက် Ryan Sluti အမျိုးအစားထပ်မံထွက်ပေါ်လာခဲ့သလို2.4 liter 2 liter TE turbo diesel နဲ့လည်းရနိုင်ပါသေးတယ်။ City roam based navigation system ကလည်းအထူးအဆန်းဖြစ်ခဲ့သလို TRC လို့ခေါ်တဲ့ Traction Control ကလည်းအမကန်ဆွဲဆောင်ရေးကိုပေးပါတယ်9 Generation S140 1991-1995 Britain ရှိ Chrome Majesta ဆိုတဲ့မျိုးကွဲလက်စတီတခုကွဲထွက်လာသလိုဒီနေ့အချိန်ထိလူကြိုက်များလာတဲ့ 1JZGE 2JZGE အင်ဂျင်တွေစတင်အသက်ဝင်လာတဲ့မျိုးဆက်ပါပဲရုပ်ထက်ကတော့လုံရကနေ၄တောင်ဒါကနေတစ်ခါပြန်လုံးလာတဲ့မျိုးဆက်မှာစီရန်ကိုတော့အတိကထားပြီးတော့ထုတ်ပါတော့တယ် Standard D လက် Super D လက် စူပါစလွန်ရိုင်ယက်စလွန်ရိုင်ယက်စလွန်တီနဲ့မန်ချက်စတာဆိုပြီးတော့ခွဲပြပေးမယ်။ရိုင်ယက်စလွန်တီနဲ့မန်ချက်စတာမှာဒါ4.0လီတာအင်ဂျင်တက်အမျိုးအစားနဲ့အတွင်း grade အမြင့်ဆုံးကိုရနိုင်တာဖြစ်ပါတယ်။10 generation S150 1995 1999ပြည်သူများရှင်ဒီမျိုးဆက်မှာတော့ Royal Tourist ဆိုတဲ့၄ဘေးရဲ့ model တိုးလာတာကလွဲလို့အပြောင်းလဲအများကြီးတော့မရှိပါဘူး။ Crown Comfort လို့ခေါ်တဲ့တက္ကစီအများပြားကိုတော့မှတရုတ်ဂျပန်စင်ကာပူဟောင်ကောင်နဲ့အာရှဒေသနေရာတော်တော်များများမှာလုပ်ငန်းတော်အဖြစ်နဲ့ရောင်းချခဲ့ပါတယ်။ 11th generation S170 1999-2003အနေနဲ့တော်ထွက်လာတဲ့ရုပ်ထွက်နဲ့လက်ရှိမြန်မာပြည်မှာအတွေ့ရများတဲ့ Crown Model ပဲဖြစ်ပါတယ်။ပုံစံကွဲလေးမျိုးနဲ့ပွဲထုတ်လာတဲ့ဒီမော်ဒယ်မှာ Riot, Athlete, Majesta, Estate ဆိုပြီးတော့ခွဲပြားပါဗျ ဒီထက်က Riot Estate ကတော့ Welcome Drive ဖြစ်ပြီးတော့ကြံ၃မျိုးကတော့ Luxury Sedan တွေပါ Majestic ကတော့ရုပ်ထွက်တူပေမဲ့ပိုကြည့်ပြီးပိုရှည်သလို3.0လီတာ engine နဲ့သာလာပါတယ်2.0လီတာ 1GFE ကိုတော့ Riot Slow Low Grain Name နေမှာသာတက်ဆင်ပေးပြီးတော့ Jaguar ဖြစ်တဲ့ Athlete ဝင်မှာတော့2.5လီတာ 1GFE engine မှာတာဖို့ပါဝင်ပါတယ် ထူထောင်မှုအနေနဲ့ကတော့2.5လီတာနဲ့3.0လီတာအင်ဂျင်တက်ဖက်ဂရိတ်မှာမဆိုမေဟိုင်ဘရစ်လို့ခေါ်တဲ့ HSD စနစ်ကိုတက်စင်နိုင်ပါတယ်။ Dual Generation S180 2003 2008ဘရိုက်တန်များရှင်170 2.0တို့လိုမျိုးရုံအားအရန်ကောင်းတဲ့ Inline 6စီလင်ဒါအင်ဂျင်ကိုဖဲထုတ်လိုက်ပြီးတော့ V6 အင်ဂျင်တွေသာနေရာယူလာတဲ့ဒီမျိုးဆက်မှာတော့ထူးထူးခြားခြားရုပ်ထွက်ပါပြောင်းလဲသွားပါတယ်။ first time lesser ကလို့တွေးတော်ခဲ့စဉ်ကလေးကအပြောင်းလဲညင်တာခဲ့တဲ့ရုပ်ထက်ကဒီမျိုးဆက်အရောက်မှာတော့လုံးဝကိုကွဲပြားပြီးတော့ထွက်လာခဲ့ပြီးမဲ့နာမည်ကတော့မပြောင်းလဲခဲ့ပါဘူး Crown Majester ကိုတော့ထူးထူးခြားခြားခွဲထုတ်ခဲ့ပြီးတော့4.3 liter V8 engine နဲ့သာထုတ်ပေးခဲ့ပြီးတော့လေဘေးရက်ကိုတော့ option နဲ့အဖြစ်နဲ့ထားခဲ့ပါတယ် Rayes လုံးနဲ့ Athlet Grade တွေမှာတော့ V6 engine hybrid စနစ်နဲ့၃မျိုးရွေးချယ်နိုင်ပါတယ်။2.5 liter 4GR FSE V6, 3.0 liter 3TR FSE ဘွေစင်နဲ့3.5 liter 2TR FSE ဘွေစစ်အမျိုးအစားသုံးမျိုးမှာ G-Force ဆိုတဲ့ Navigation System, Foster, တွန်းကွက်အညိုအမဲ Radar, Free Collision System, High Speed Level Control, E-Stability အစရှိသဖြင့်မြောင်များလှတဲ့စနစ်တွေပါဝင်ပါတယ်။ Tendin Generation S200 2008 2012 ပရိသတ်များရှင် high end luxury ဖြစ်တဲ့ပွဲခံလာတဲ့ crown မှာတော့ရခိုင်မျိုးဆက်ကနေဆက်ခံလာတဲ့မျိုးရိုးအမြင့်အတိုင်းပါပဲ Majester မှာတော့4.3 liter engine အမျိုးအစား4.6 liter 1UR FSE V8 ဖြစ်သွားပြီးတော့ Tanner Ryan နဲ့ Athlete တွေမှာတော့ရခိုင်အမျိုးအစားတွေသာသုံးပါတယ်3.5 liter engine တဲ့ hybrid အမျိုးအစားကို background မှာမစိုးရနိုင်ပြီးတော့ HP transmission နဲ့တွေ့သုံးပါတယ်။ရနိုင်တဲ့ optional package တွေကတော့ NAVI, AI, ABS, 3D SNS, ANC Noise Control, PCN, GPS NAVI, CCD Camera, PTS Peter Stain Detection, DMS Driver, Monitoring, Center Airbag အစရှိသဖြင့်နောက်ဆုံးပေါ်ရှိကူစနစ်တွေကိုတက်ဆင်ထားတဲ့ရင်းတစည်းဖြစ်လာခဲ့ပါပြီ14 Generation ပရိသတ်များရှိလက်ရှိမှာထုတ်လုပ်နေတဲ့နောက်ဆုံးအမျိုးအစားမှာတော့ရုပ်ထွက်ထူးခြားစွာနဲ့ပြောင်းလဲခဲ့ပြန်ပါပြီ။ ခရောင်းအနေနဲ့အာရှမှာသာရောင်းချတော့တယ်လို့ဝိုင်းဝိုင်းမှာတော့ Luxury DS Series အနေနဲ့သာရောင်းချပါတော့တယ်။ဟုတ်ကဲ့ပါရှင်။အခုပြပြသွားတာကတော့ Toyota ရဲ့လူကြိုက်များတဲ့ကားမော်ဒယ်တစ်ခုဖြစ်တဲ့ Crown ရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။နောက်ထပ် Prio တွေမှာတော့ Toyota Crown Grey ခွန်းကြီးရဲ့အကြောင်းကိုပရိသတ်တွေကိုပြပြပေးသွားမှာမို့စောင့်မျှော်နှာစင်ပြီးတော့အားပေးကြည့်ရှုကြပါအောင်ရှင်။ မော်တော်ယဉ်မော်တော်ကားနဲ့ပတ်သက်တဲ့ဒီအတွင်းနဲ့နိုင်ငံကာသတင်းတွေသတင်းဆောင်မတွေမော်တော်ယဉ်နဲ့ပတ်သက်တဲ့သမိုင်းကြောင်းတွေပြင်ဗဟုသုတတွေကိုကျမတို့ရဲ့ AutoNet Automobiles News Agency ကနိုင်စင်ပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါရဲ့ရှင်။ AutoNet Automobile News Agency ကပုံမှန်တင်ဆက်ပေးနေတဲ့ရုပ်သံအစီအစဉ်တွေကို Facebook, YouTube Channel ပြင် TikTok မှာလည်းဝင်ရောက်ကြည့်ရှုနိုင်တဲ့အကြောင်းသတင်းကောင်းပါအပ်ပါရဲ့ရှင်။